မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ March 24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတပ်အတွင်းထဲမှာရှိတဲ့တိုင်းစစ်ဌာနချုပ်ရုံးနဲ့ရဟရင်ဂွင်းတို့ကိုတရားခွန်မမရှော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကမက်လာ23ရက်နေ့ည9:43မိနစ်အချိန်မှာမုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်းထဲမှာရှိတဲ့တိုင်းစစ်ဌာနချုပ်ရုံးနဲ့ MI-70 စစ်ရဟတ်ယင်ရနာခွင်းတို့ကိုတရားခွန်မမရှော့တိုက်တုံး၃လုံးနဲ့တိုက်ခတ်ခဲ့ရာနှလုံးကိုအောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့သိရပါတယ်ပြင်းမှန်စီကိုအတက်နိုင်ဆုံး အနည်းဆုံးချိန်ရွယ်ပြီးတော့ပြစ်ခတ်ခဲ့ပါတယ်ထိခိုက်သိမ်းဆုံးမှုကိုတော့စုံစမ်းနေသေးပါသိရရင်ထပ်ပြောပေးပါမယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်အခုလိုမျိုးတိုက်ခတ်မှုအတွင်းမှာထိခိုက်ပျက်စီးမှုအခြေအနေနဲ့ပတ်သက်ပြီးတော့ဆက်လက်စုံစမ်းနေသေးဖြစ်ပြီးပြရှိရတဲ့အချက်အလက်များကိုလည်းဆက်လက်ပြီးတော့ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်၎င်းတိုက်ခတ်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Freedom Revolution Force FRF ရန်ကြီးအောင်ဘူးတယ်လင်းရှဲရုံမုံရွာ Democratic Rangers အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခဟာ ၊စကိုင်းတိုင်း၊မကွေးတိုင်းနဲ့ချင်းပြည်နယ်တို့မှာရှိတဲ့လက်ရုံးတပ်ဖွဲ့များကိုစစ်ရေးကုတ်ကဲမှုပေးနေတဲ့အရေးကြီးတဲ့စစ်ဌာနချုပ်ကြီးဖြစ်ပြီးတော့အဲ့ဒီဒေသများမှာရှိတဲ့ပြည်သူများကိုလည်းစစ်ကြောထိုးတက်ဖြတ်ခြင်း၊အစုလိုက်ပြောင်းလိုက်တက်ဖြတ်ခြင်း၊လေရင်များစက်တက်လေထီးများနဲ့ဘုံကျဲတက်ဖြတ်ခြင်းတို့ကိုပြုလုပ်နေတဲ့တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့အတွက်ဖက်စစ်တော်လှန်ရေးနဲ့အကျိုးလက်ဆောင် BWM ရဲ့ Mission 32အဖြစ်နဲ့တက်မှတ်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ BWM နဲ့မဟာမိတ်တပ်ဖွဲ့များအနေနဲ့ ာရာသိန်းစစ်ကောင်စီကိုအမြင့်ပြတ်ချိန်မုံနိုင်ရဲ့အတွက်စစ်ကောင်စီရဲ့လေဒါအပါအဝင်အခြေစားစစ်ရေးအချက်အချာကြတဲ့နေရာများကိုပြင့်မှတ်ထားဥတည်ပြီးတော့ရည်ရွယ်ချက်တူတဲ့အဖွဲ့များနဲ့လက်တွဲကဒီဇိုင်းမှတ်မှတ်စူးစမ်းတိုက်ပွဲဝင်သွားမယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဗကံညောင်ဦးလမ်းပိုင်းမှာအိမ်စီးကားနဲ့ပြန်လာတဲ့ပြူစောထီနှစ်ဦးကို PDF တပ်ဖွဲ့ကအရှင်ဖမ်းဆီးနိုင်ခဲ့တော်လဲခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရာနှစ်ဦးစလုံးတည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ23ရက်နေ့မနက်7:00နာရီကအချိန်မှာထားရမင်းရွာမှာနေထိုင်တဲ့ပြူစောထီဇော်မြင့်နဲ့စုဘကုံရွာမှာနေထိုင်တဲ့ပြူစောထီအောင်စိုးဝင်းတို့ကိုဗကံညောင်ဦးလမ်းပိုင်းတနေရာမှာဗကံဘိုးချို PDF နဲ့မဟာမိတ်တပ်များကရှောင်းတခင်ဖမ်းဆီးဆစ်ဆဲတဲ့အချိန်မှာ တ်တေကစာရွက်စာတမ်းများနဲ့အတူဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဖမ်းဆီးရမိထားတဲ့ပြူစောတိဇုံပြင်းနဲ့ပြူစောတိအောင်ဆုံးဝင်းတို့ကိုစစ်ဆေးမေးမြန်းခဲ့ရမှာကြော်မျိုးလေးနဲ့အတူကပ္ပစ21ကနေကြီအတောက်9000ကိုပခုတ်ကိုမျိုးတပ်မ101ကိုပို့ဆောင်ပေးခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့တယ်လို့ဗကန်ဘိုချို PDF နေမြေကန်တာဝန်ခံရဲဘော်ရက်ခါကပြောဆိုထားပါတယ်အခုလိုမျိုးစစ်ဆေးမေးမြန်းပြီးတဲ့နောက်အဲ့ဒီပြူစောတိနှစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားရန်ပြုလုပ်တဲ့အချိန်မှာတော်လိုင်းရဲဘော်များကို ပြန်လည်ခုခံပြီးတော့ထွက်ပြေးသွားတဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာတိတ်ဆုံးသွား တယ်လို့သိရပါဗျ။ဖမ်းဆီးရမိတဲ့ပြူစော်တီ2ဦးကကပ္ပဆာ21က ကြည်စံအတောက်9000ကိုတက်မှတရတစ်ကိုပို့ဆောင်ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။နောက်ပြီးတော့တပ်တွေကစာရွက်စာတမ်းတွေကိုလည်းတင်စီရရှိခဲ့ပါတယ်။ကျွန်တော်တို့ဆက်လက်ပြီးတော့စစ်ဆေးတာတွေကိုလုံဆောင်ဖို့အတွက်ဖမ်းဆီးခေါ်ဆောင်လာတဲ့အချိန်မှာခုခံထွက်ပြေးလို့ပြစ်ခတ်ဖမ်းဆီးတာနှစ်ကောင်လုံးပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့ဗကန်ဗိုလ်ချုပ် PDF နေမြေကန်တာဝန်ခံရဲဘော်ရက်ခါကရှင်းပြထားပါတယ်။ဗကန်ညောင်းဦးနဲ့ချောင်းမြုံနယ်အတွင်းမှာရှိတဲ့ပြည်သူများအနေနဲ့တော်လိုင်းတပ်ဖွဲ့များရဲ့ထုတ်ပြန်ချက်များကိုအလေးထားပြီးတော့လိုက်နာပေးကြရန်ဗကန်ဗိုလ်ချုပ် PDF ကမြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့အေယော်ဒီတိုင်းလေးမြနာမြို့နယ်မှာရှိတဲ့တုံးတော့ရွာခန်းဆက်စခန်းကိုအရက်ခတ်တက်တော်အေအေနဲ့ဘူးပေါင်းတပ်ဖွဲ့များက ဖိုးစစ်စင်တိုက်ခိုက်တိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လေးမြနာနဲ့ရခိုင်ရိုးမအဆက်မှရှိတဲ့ပသိမ်မုံရွာကားလန်ဘေးဆက်ဆက်ယူနဲ့တုံးတော်ရွာတို့မှာပြီးခဲ့တဲ့မက်ချ်လာ၁၈ရက်နေ့ကစတင်ကဖြစ်တွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီကမက်ချ်လာ၁၉ရက်နေ့မှာ၎င်းတို့တပ်ဆွဲနေရာယူထားတဲ့တုံးတော်ချေးရွာကိုလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မနေ့ကမက်ချ်လာ၂၃ရက်နေ့ညနေပိုင်းအချိန်မှာတုံးတော်ချေးရွာမှာရှိတဲ့စစ်ကောင်စီစခန်းကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်စီးနင်းပြီးတော့ထိန်းချုပ်နိုင်ခဲ့တယ်လို့ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်ကပြောပြထားပါဗျ။ ယ်။အေယော်ဒီတိုင်းအတွင်းမှာရှိတဲ့ရေကြီး၊ငတိုင်းကြောင်၊တာပေါင်း၊လေးမြန်နာမြို့နယ်များမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီကစစ်တပ်လေထီးများနဲ့အပြင်းထန်ဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါဗျ။တုံးတော့ရွာခန့်စစ်ရန်သူလက်ထဲကိုကျသွားပါပြီ။ ရန်သူတပ်ပေါင်းစုတွေဟာဒရုန်းတွေကိုအသုံးပြုတိုက်ခတ်ပြီးတဲ့နောက်မြေပြင်မှာထိုးစစ်ဆင်လာတာပါမိမိတို့ဘက်ကအကြဆုံးများပါတယ်လို့မြေပြင်စောင့်ကြည့်တယ်စစ်တပ်ထောက်ခံသူတအူးက၎င်းရဲ့ Telegram မှာဖော်ပြထားပါတယ်လေးမျက်နှာမြို့နယ်မှာရှိတဲ့ဝေကုံတုံးတော်ချင်းလယ်နဲ့ဝါတော်ခွင်ချေးရွာများကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခတ်ဖြတ်စည်းနေတဲ့အတွက်ဒေသခံများဟာထွက်ပြေးနေရတယ်လို့သိရပါတယ်ပတိမုံရွာကားလမ်းဘေးမှာရှိတဲ့လက်ပံပင်ရွာနဲ့ငကားရဲ့ဘုံကြီးကျောင်းကြားမြင်းဒီတောင်အနီးမှာ စစ်ကောင်စီရဲ့ဂျားခံစစ်စခန်းတစ်ခုအခြေပြုရန်မက်လာတတိယပိုင်းအတွင်းကပြင်ဆင်မှုများကိုပြုလုပ်နေတယ်လို့သိရပါဗျ။စစ်ကောင်စီဟာလင်းနန္ဒာမြို့နယ်အတွင်းနဲ့ရခိုင်ရိုးမအဆက်ခြေရွာများမှာရှိတဲ့ဖုန်ကြီးကျောင်းနဲ့တင်းကျိုင်းကုန်းများမှာဝင်ရောက်တပ်ဆွဲအခြေပြုနေထိုင်နေကြပြီးလက်နက်ကြီးလက်နက်ငယ်နဲ့လေကြောင်းအန္တရာယ်များကိုသတိပြုကြရန်ဒေသခံများကိုနှစ်ဖက်တပ်ဖွဲ့များကသတိပေးထားတယ်လို့သိရပါဗျ။စစ်ကောင်စီဟာပြီးခဲ့တဲ့မက်လာ20ရက်နေ့ကအေအော်ဒီနဲ့ရခိုင်ရိုးမအဆက်မှာရှိတဲ့တစ်ပုတ်ကွင်းတက်ကြပြင်းညောင်အိုင်ခြေရွာများကိုပေါင်900ဘု ုံးသီးများနဲ့ကြဲချတိုက်ခတ်ခဲ့ကြောင်းတရင်ရရှိပါတယ်ခမောင် ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့် update တိုက်ပွဲသတင်းကတော့ထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီရဲ့ခလဲဒင်းစခန်းကို KNL ဥဆောင်တဲ့တော်လိုင်းတပ်များကစတင်တိုက်ခိုက်နေပြီးတော့စစ်တပ်ကလေရင်များနဲ့ဗုံးများကျဲချနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ22ရက်နေ့ကစတင်ပြီးတော့ KNL ဥဆောင်တဲ့ပူးပေါင်းတပ်များက KNU တပ်မဟာ9ရဲ့နယ်မြေလိုင်းပွဲမြို့နယ်အတွင်းမှာရှိတဲ့ခလဲဒင်းတပ်စခန်းကိုစတင်ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီးမနေ့ကတနေ့လုံးမှာတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲများကြောင့်စစ်ဘေးရှောင်ပြည်သူ150ခန့် က်ဟာထိုင်းနိုင်ငံဘတ်ချန်းကိုထွက်ပြေးတိမ်းရှောင်လာရတယ်လို့သိရပါတယ်ဒီကနေ့မှာစစ်တပ်ကလေယာဉ်များနဲ့ဘုံများချဲချနေတယ်လို့ပြောပါတယ် drone တွေနဲ့အဲ့ဒီစစ်တပ်စခန်းကိုပူးပေါင်းတပ်ဖွဲ့တွေကစပြီးတော့တိုက်ခိုက်နေတာပါမြေပြင်မှာလည်းစစ်တပ်ကစစ်ကူလာလို့မရတော့ဘူးတိုက်ပွဲကတော့တပ်စခန်းကနေပြီးတော့ခုခံပြီးပြစ်နေတယ်ဒီနေ့လေရင်နေနဲ့ဘုံကျဲချတာတွေလည်းရှိတယ်စခန်းကိုတော့ပိတ်ဆို့ထားပါတယ်လို့တော်လိုင်းရေးသတင်းရေးမြစ်ကပြောပါတယ်လက်တလုံးမှာထိုင်းမြန်မာနယ်စပ်အနီးမှာတိုက်ပွဲများကြောင်းထိုင်းစစ်တပ်ကနယ်စပ်တလျှောက်မှာလုံခြုံရေးများကိုတုံ့ပြန်ထားတယ်လို့သိရပါတယ်မတ်လ14ရက်နေ့ကထိုင်းမြန်မာနယ်စပ်အနီး KNU တပ်မဟာခွနဲ့နယ်မြေအတွင်းမှာရှိတယ်စစ်ကောင်စီတပ်ရဲ့ပူလူတူတပ်စခန်းကို KNL ဦးဆောင်တဲ့ ဲ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့စစ်တပ်ဘက်ကဆန္ဒဦးတေဆုံးသွားတယ်လို့သိရပါဗျ။စစ်သား၁၁ဦးဟာလည်းထိုင်းနိုင်ငံဗတ်ချန်းကိုထွက်ပြေးလွတ်မြောက်သွားတယ်လို့ KNU ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းဒီပဲရင်းမြို့ပေါ်မှာစစ်ရဟတ်ရင်နဲ့လာချပေးတဲ့ရိခါများကိုစစ်ကောင်စီတပ်သားများကထွက်ယူတဲ့အချိန်မှာတော်လိုင်းတပ်များကဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်ကနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ23ရက်နေ့မွန်းလွဲ2နာရီခန့်အချိန်မှာဒီပဲရင်မြို့ပေါ်မှာရှိတဲ့အချက်မဲ့စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့နေရာကို MI70 ရဟတ်ယာဉ်နဲ့ရိတ်ခါဒုံများကျဲချပေးနေတယ်လို့သိရပါတယ်။အဲ့ဒီရိတ်ခါဒုံများကိုထွက်ယူတဲ့အချက်မဲ့စစ်ကောင်စီတပ်သားအယောက်20ခန့်ကိုတော်လိုက်တပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအချက်မဲ့စစ်ကောင်စီတပ်သား2ဦးသေဆုံးပြီးတော်လိုက်ရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီစစ်စစ်ရေးတိုက်ခိုက်မှုမှာစစ်ခွေးနှစ်ကောင်တည်တယ်လို့သိရပါတယ်။အင်အားမများလို့ရဲဘော်တွေနောက်ပြန်ဆုတ်ခဲ့ရပါတယ်။လက်နဲ့ငယ်နဲ့အနီးကတိုက်ခိုက်ခဲ့တာဟာရိတ်ခါတို့ကြတဲ့နေရာအနီးကနေပြီးတော့ခြုံကိုတိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲကြာချိန်က15မိနစ်လောက်ပဲကြာပါတယ်။နောက်ပိုင်းသူတို့ဘက်ကစစ်ကူတွေရောက်လာလို့ရဲဘော်တွေပြန်ဆုတ်ခဲ့ရတာပါလို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ခံကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့နဲ့ဒီဘဲရဲမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာမက်စလာ24ရက်နေ့ဒီကနေ့ကစပြီးတော့လျှက်စစ်မီးကို၄နာရီပဲပေးပြီးတော့၈နာရီပြန်ဖြန့်မယ်လို့မြို့နယ်လျှက်စစ်ရုံးတွေကကြေညာထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာတော့အရှိပိုင်းခရိုင်ထဲမှာပါဝင်တဲ့တာမွေဘိုးတထောင်တင်ငန်းကျော်ရန်ကင်းရွှေပေါက်ကန်နဲ့အရှိတကုံမြို့နယ်လျှက်စစ်ရုံးတွေကထုတ်ပြန်ကြတာဖြစ်ပြီးတော့ခရိုင်အားလုံးမှာဖြတ်တောက်မလားဆိုတာကတော့မသိရသေးဘူးလို့ပြောပါရယ်။အုပ်စု၃စုခွဲပြီးတော့မီးပေးမှာဖြစ်တာကြောင့်မနေ့9နိုင်ကနေနေ့လယ်တနင်္လာရီအထိတအုပ်စုကိုမီးပေး နေတဲ့အချိန်မှာကျန်တဲ့အုပ်စုနှစ်စုကိုမီးဖြတ်ထားမှာဖြစ်ပြီးတော့အုပ်စုတစ်စုစီဟာ၄နာရီပဲမီးရပြီးတော့၈နာရီမီးဖြတ်ခံရမှာဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီလက်အောက်ခံလျှက်စစ်ဝင်ကြီးဌာနတွေရဲ့ထုတ်ပြန်ချက်အရမတ်လ23ရက်နေ့က လျှက်စစ်ဓာတ်အားစုစုပေါင်း48,132.3 MW နာရီထုတ်လွှင့်ခဲ့တာကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းတွေထက်တိတိသားသားရောနေလာတာကိုတွေ့ရပါတယ်။ဒါဟာတနအိမ်မှာ2000 MW သာထုတ်လွှင့်နိုင်တာဖြစ်ပြီးတော့တနိုင်ငံလုံးလိုအပ်ချက်က4000 MW ဖြစ်တဲ့အတွက်လိုအပ်ချက်ရဲ့တဝက်ကိုပဲလျှက်စစ်ဓာတ်အားထုတ်လွှင့်ပေးနိုင်တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ